ဘုရားဘူးမိတ်ဆွေတာသမီများအားလုံးမင်္ဂလာပါခင်ဗျာဘုရားဘူးရာဟုတို့အတွက်တပတ်စာနမိတ်ကလေးဖြစ်ပါတယ်နမိတ်ရဲ့အဆိုးကောင်းအရာဆိုရင်ဘုရားဘူးရာဟုတာသမီတွေဟာအလုံးအစ်စ်ပညာရဲ့အစ်စ်ဒီလိုမျိုးစတင်ရတတ်ခြင်းတဲ့စတင်ကောင်းတော်ဆိုရတတ်ခြင်း အလုံမှာဆိုလို့ရှိရင်လည်းအပြောင်းရွှေ့ကိစ္စတွေကြုံတွေ့ရတတ်ခြင်းတဲ့ဒါလည်းမျိုးတွေဖြစ်တတ်ပါတယ်ကောင်းတော့ပြောင်းရွှေ့ခြင်းတိုးတက်စွာပြောင်းလဲသွားခြင်းအလုံတွေပါလေစတင် ပြုလုပ်တော့မယ်အကောင်အထည်ပေါ်တော့မယ်ကိစ္စတွေမှာအစဉ်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်စားတဲ့တဖို့ပို့ပြီးတော့ကောင်းပါလိမ့်မယ်လုပ်ငန်းတိုးချဲ့ခြင်းကိစ္စတွေလည်းအစဉ်ပြေမှုတွေရရှိပါလိမ့်မယ်ထို့အတွက်ကြောင့်ဒီတစ်ပတ်သားမှာရေရေကြီးပြုလုပ်ဖို့လိုအပ်ပါတယ် အခြေကိစ္စနဲ့ပတ်သက်လာလို့ရှိရင်အလွယ်တကူအိမ်တော်ကြာတက်ခြင်းနဲ့အိမ်တော်ကြာတက်အိမ်တော်ကြာတကယ်သူဖြစ်ပြတတ်ခြင်းကိစ္စမျိုးတွေကြုံတွေ့ရတတ်ပါတယ်ထို့အတွက်ကြောင့်တတိထားစီလိုပါတယ်အိမ်တော်ရေးကိစ္စတွေမှာ ပြန်လဲတင့်မြတ်ခြင်းပြန်တယ်ပြန်လဲပြီးတော့စတင်ရခြင်းဆိုတဲ့ကိစ္စမျိုးတွေဖြစ်တတ်ပါတယ်ထို့နောက်ယောက်ဘုရဥဒသမီးတွေကအဖွဲ့စည်းကိစ္စတွေဆက်သူဆရာကိစ္စတွေနော် ဒီလိုမျိုးအလုတ်ကိစ္စတွေမှာဆိုရင်ပို့ပြီးတော့ထီရောက်ခြင်းအောင်မြင်ခြင်းအကျိုးမြတ်များစွာရရှိခြင်းတွေဖြစ်တတ်ပါတယ်အထူးသဖြင့်ပြုဖို့လိုအပ်တာကတော့မိတ်ဆွေသည်ကျမ်းမာရေးခန္ဓာကိုယ်အပေါ်ပိုင်းကျမ်းမာရေးညံ့တတ်ပါတယ်လက်တို့ဥကောင်းတို့ပေါ့နော်ဒါမျိုးတွေကျမ်းမာရေးအထူးညံ့တတ်ပါတယ် ထို့နောက်မိသားစုတွေနဲ့ပြန်လဲဆုံတွေ့ရခြင်းရဝေးရနေပြီးတော့အဆက်အသွယ်ပြတ်တောက်နေတဲ့သူတွေနဲ့ပြန်လဲအဆက်အသွယ်ရခြင်းဆိုတဲ့ကိစ္စမျိုးလေးတွေလည်းဖြစ်နိုင်ပါလိမ့်မယ်။မိတ်ဆွေနဲ့အနေနဲ့အယောင်းဝယ်ကိစ္စတွေနဲ့ပတ်သက်လာလို့ရှိရင်အဝယ်ကိစ္စတွေကောင်းမွန်နေပြီးတော့အယောင်းကိစ္စတွေညံနေတတ်ပါတယ်။အိမ်အပြောင်းအလဲကိစ္စတွေအိမ်ဆောက်လုပ်မဲ့ကိစ္စတွေအဆင်ပြေမယ်အောင်မြင်ပါလိမ့်မယ်။ထို့နောက်ခရီးကိစ္စတွေမှာဆိုလို့ရှိရင် မိမိစိတ်တိုင်းရသွားတတ်ခြင်းပျော်ပျော်ရွှင်ရွှင်သွားတတ်ခြင်းသွားတဲ့ခီးမှာအချင်းပြေစောမွေပြီးတော့အောင်မြင်တတ်ခြင်းဆိုတဲ့အနေအထားကိုရရှိပါလိမ့်မယ်။ထို့နောက်လက်လာပတ်တွေလည်းပွင့်လန်းတဲ့ကာလဖြစ်တဲ့လက်လာပတ်ပွင့်လန်းသလိုငွေကုန်ကြေးကြတွေလည်းများနေတတ်ပါတယ်။ရပြီးတော့ပြန်ထွက်တာမျိုးတွေကြီးပဲမမြဲတဲ့ကိစ္စမျိုးတွေတွေကြုံတွေ့တတ်ပါတယ်။ ထို့အတွက်ကြောင့်မို့အလင်းနိုင်ငါးတိုင်းထွန်းကြီးပူဇော်ပြီးစုတောင်းပါကြီးစိုးတဲ့ကဏ္ဍကတော့၄ရယ်၉ရယ်ကဏ္ဍနေကြီးစိုးနေပါခင်ဗျာ